ပြည်တွင်းမှာဗမာနိုင်ငံပြည်တွင်းမှာဘယ်နေရာမှာဆူနာမီမလာပါဘူးလို့နော်ဒါကမ္ဘာပေါ်မှာတထိန်ဖြစ်သွားလိမ့်မယ်ဒီ21ရက်17နှစ်ရစနာရီတွင်းမှာလှုပ်မယ်လို့ရှောက်ပြောထားတာဒါပေမဲ့လည်းအခုနောက်ဆက်တွဲကလင်းလေးလှုပ်နေတာတော်ကြာ21ရက်တွေလည်းလှုပ်အောင်ပါပဲလေသူပြောတဲ့အချိန်ကျသွားရင်ဒါပေမဲ့ကြီးသွားရင်တော့လည်းမတတ်နိုင်ဘူးပေါ့ ဆရာမ23ရက်နေ့ကျသူကဆူနာမီဆိုပြီးအဲ့လိုစိုးရိမ်နေကြတယ်ပြောတယ်အဲ့ဒါလေးဆရာမအများကြီးရှင်းထားတယ် Facebook မှာဆူနာမီဆိုတာလှိုင်းလို့ကမ်းခြေကိုပဲဝင်နိုင်တယ်အဲ့တော့ဆရာမတို့ဒီကမ်းခြေပေါ့နော်ဒီရခိုင်ကမ်းရိုးဘက်ကနေစပြီးတော့တနင်္သာရီမွန်းတနင်္သာရီဥစားပေါ့ AR မွန်းတနင်္သာရီတနင်္သာရီအဲ့ဒီကမ်းရိုးတန်းကိုင်းရိုးတဲ့နေရာလေးကလွင့်ဘယ်ဗမာတပီလုံးရဲ့ဘယ်မျိုးမှမဝင်နိုင်ပါဘူး။သူကလှိုင်းဆိုတဲ့အတွက် ဟိုဒီချေတော့ဒီ2004ဒီဇင်ဘာ26မှာဘယ်နာအချင်းမှာဖြစ်သွားတဲ့ဆူနာမီတောင်အမြင့်ဆုံးက3မီတာပဲတက်သွားတယ်3မီတာဆိုတော့6ဘေလောက်ပေါ့ဆိုတော့6ဘေကိုသမီးလှိုင်းတွက်ကြည့်ပြီဒီပင်လယ်ကားဆက်ကနေ6ဘေပဲဝင်မှာလူတော့ကျော်7ဘေ15ဘေပေါ့အချက်တိုက်တော့ရှိနေပေါ့နော်ဟုတ်လုံးဝမရှိပါဘူးလို့เนาะတပီလုံးဝမြို့တွေဘယ်မှာမှဆူနာမီဝင်လာလို့မရပါဘူးလို့ ဆူနာမီဖြစ်ပေါ်ငလင်အဲ့လိုပြစ်တတ်တဲ့ငလင်ကြီးလှုပ်ရမယ်နံပါတ်1လှုပ်ပြီးသူကနိုင်ဝက်နဲ့ဒီ၃နာရီအတွင်းမှာမှအဲ့တော့အန်တီရိုကန်ယိုရန်ဗမာနိုင်ငံရဲ့ကန်ယိုရန်မှာလှုပ်ခဲ့ရင်တော့လေဒီရေထဲမှာလှုပ်တဲ့ငလင်ကြီးဖြစ်ရငလင်6ခုနှစ်လောက်တော့ဝင်ရခုနှစ်တသမ5ထက်အခုလိုအကြီးကြီးဖြစ်ရမယ်ငလင်ကြီးအလွန်ပြင်းထန်သောငလင်ဖြစ်ရမယ်ရေထဲမှာလှုပ်ရမယ်ပြီးတော့သူပြန့်ယူရလဲဒီလိုအပေါ်အောင်တွန်းတင်တဲ့ပြန့်ယူဖြစ်မှရ နော်အဲ့ဒါအဲ့ဒါမျိုးလေးတွေပေါ့အဲ့တော့ကိုကကန်းချိန်မှာရောက်နေတော့တတိထားပေါ့ငလီဟိုလှုပ်တယ်လို့ခံစားလိုက်ရင်တရားရပါရင်မစဉ်းစားနဲ့ပေါ့ဒီကုံတွင်းတို့တောင်ပေါ်တို့တော့ရှောင်နေလိုက်ပေါ့နော်ပါဆို तू က15မိနစ်နိုင်ဝဲပြီးတော့ဒီအင်ဒိုနီးရှားရောပါရောဆိုရင်လည်း3နိုင်လောက် proper time ကြာတယ်လေအဲ့ဒါတော့ဟုတ်ကဲ့ဆရာမဟုတ်ရန်ကုန်ကရောဆရာမဟိုအဲရန်ကုန်ကလည်းဘလို့မှမလာတိုင်းပင်လယ်ကလာမှာလေ ပင်လယ်ဝါနေဝင်နာနဲ့သူ့ဘာသူလုံးဝမရောက်ပါဘူးเนาะရောက်ရင်လည်းနည်းနည်းပဲပေါ့เนาะအဲ့လောက်ပဲဘာလို့ဆိုပင်လယ်ကိုဓာတ်တိုက်လေပင်လယ်ကနေဓာတ်တိုက်ဝင်နာ fly ရပြီเนาะအဲ့ဒါကြောင့်တတိုင်းဆုံးတော့ခမန်းတိုင်းမှုစူးစမ်းနေရယ်ယနေ့အထိတော့100%မအောင်မြင်ကြသေးဘူးငလေးကခမန်းခက်တယ်အချိန်မိနစ်ပိုင်းနိုင်ပိုင်းလုံးဝသိကြတယ်ပေါ့เนาะဒီပစ္စည်းစုံနဲ့ဒီဖွံ့ဖြိုးပြီးနိုင်ငံနေတာပေါ့เนาะ ဟုတ်ကဲ့ဆရာမဒီလင်းလေးတွေလာမှနော်အဲ့ဒါစောက်ကြည့်ပြီးသိရတာ။ तू ကပင်လယ်ထဲမှာလှုပ်တဲ့ငလျင်ဖြစ်ရမယ်နံပါတ်၁ရေထဲမှာအဲပြီးတော့အင်မတန်ပြင်းသောငလျင်ကြီးလှုပ်ဖို့ဒီရဲ့တွင်းမှာအသိမဖြစ်နိုင်။နော်အဲ့လိုမျိုးလေးပေါ့ဖြစ်ရင်တော့ဟိုပြောတယ် तू ဖြစ်တဲ့နေရာ fault line ရဒီပေါ်အောက်ကျသွားတဲ့ fault line မှာဖြစ်မှာ။နော် तू ကဒီပြတ်ရွတ်ရလဲ၃မျိုးရှိတာမှာ၃လေးမျိုးရှိရမှာအဲ့တမျိုးနဲ့လဲကိုက်ရအောင်။အနည်းဆုံး၃ချက်ကိုက်မှာဆိုတော့ ကိုကတွေးကြည့်နေတာတွေးကြည့်ရစိတ်မလွယ်ဘူးနောက်ကန်းကြည်ပေါ့ကန်းကြည်မှာသွားထိုင်စောင့်နေမှာတွေးရတယ်ဒါတော့ဟိုရခိုင်တို့ပါလို့ဆိုသူက parallel ဖြစ်နေတော့တိတ်မဝင်ဘူးပေါ့ဒါမျိုးပေါ့နော်အေးအတီတို့ကတော့လေခမန်းကြည်ပြီးသူတူတူတွေ့တာတော့နောက်ဆက်တွေ့ငလင်ရတော့ငါးလ၆လလောက်တော့ဆက်တက်တယ်ငလင်ရဲ့အခုငလင်ကြီးပေါ့နော်ပြင်းထန်တဲ့ငလင်ကြီးခုနှစ်တသမခုနှစ်ဆိုတဲ့အတွက် ဒီနောက်ဆက်တွဲကလင်လေးတွေကတဖြည်းဖြည်းအားလျော့ပြီးတော့တဖြည်းဖြည်းသေးသွားမှာပေါ့အချိန်ရေကလည်းကျဲသွားမှာပေါ့အဲ့တော့၄၅လလောက်၆လလောက်ထိတော့ဆက်အောင်ပါပါဟုတ်ဟုတ်ကဲ့ဆရာမဟုတ်အဲ့ဆိုဒါဆိုအထူးသဖြင့်ဒီလှုပ်ခဲ့တဲ့နေရာရေပေါ့သခိုင်းတို့မန္တလေးတို့နေပြီးတော့တို့ကတော့ထပ်ပြီးတော့ဒါလေးတွေရှိနေလေးတွေတော့ခုတော့၃လောက်ထိတော့တချို့နေရာကြီးကျလာလစ်ဖြင့် magnitude ကလေပမာဏเนาะအဲ့တော့တေးလေးတွေတော့ဆက်လှုပ်နေဦးမှာတဖြည်းဖြည်းနဲ့တော့လေအဲ့လိုနောက်ကျဲသွားမယ်ပေါ့ ်เนาะခုဆိုတရက်ကို3-4ကြိမ်ဆိုရင်တစ်ဖြည်းဖြည်းနဲ့တရက်2ကြိမ်နောက်တစ်ဖြည်းဖြည်းတရက်2ကြိမ်အဲ့လိုတော့ကျဲသွားမှာ